ဆောင်ရွက်တာတွေကိုလည်းမြင်တွေ့ရတယ်။တိုက်ရင်တိုက်မယ်၊ကြိတ်ရင်ကြိတ်မယ်။ဒါ့အပြင်ပြည်သူလူထုအနေနဲ့လည်းအကြံဖက်သမားတွေနဲ့ကတ်ကင်ခွက်ခွက်ခွာနေဖို့ကိုလည်းတည်တည်ချာချာတည်တည်ပေးထားတာတွေကိုလည်းမြင်တွေ့ရပါတယ်။ဒါကြောင့်မလို့အခုကလေးကိုရောက်ရှိသွားတဲ့ပြူဟာမှုရဲ့ဆောင်ရွက်မှုတွေကိုဆက်လက်ပြီးတော့ကျွန်တော်တို့တရင်ခေါင်းတွေစောင့်မျှော်ရအောင်ပါပဲဖြစ်ပါတယ်။ကလေးကနေတိုင်ငင်းကိုထင်းချုပ်ထားနိုင်မလို့သလိုကလေးကလည်းခန်းပတ်လောက်ထိထင်းချုပ်ထားနိုင်မှုလို့ပါတယ်။ကလေးကံခေါ်လာမိုင်းကတော့ထင်းချုပ်ထားနိုင်ပြီလို့ဆိုရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလတည်းမှာထင်းချုပ်ခံခဲ့ရတဲ့ဒီ net ချောင်းနဲ့ ဒီမှန်တော်ချားမှာရှိနေတယ်ဒီကဘာနီတတာကဘာနီစကန်ကိုတိုက်ခိုက်ပြီးတော့လက်လွတ်ခံခဲ့ရတယ်တိုက်ခိုက်ပြီးတော့တိမ်ပိုက်ခဲ့တဲ့အတွက်တက်မလော့ကယာကြီးလက်လွတ်ပေးခဲ့ရပေမဲ့လက်ရှိချိန်မှာတော့ဒီလမ်းပိုင်းကိုတက်မလော့ကပြန်လဲထိန်းချုပ်ထားနိုင်ပြီလို့ဆိုရမယ့်အခြေအနေမျိုးရောက်ရှိလာတာပဲဖြစ်ပါတယ်ဒါအပြင်အခု2025ခုနှစ်နိုဝင်ဘာ6ရက်နေ့အထိချင်းမိနယ်စကိုင်းတိုင်းမကွေးတိုင်းနဲ့အဆက်မှာရှိနေတဲ့အချမ်းဖက်သမားတွေရဲ့ဆောင်ရွက်မှုနဲ့တက်မလော့ရဲ့စည်ရေးဆောင်ရွက်မှုအခြေအနေတွေကိုချိတ်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် မလောက်ကမတူပြီလမ်းမကတော့ပြန်လဲထိုးပေါဖို့တော်တော်လေးလိုအပ်နေဦးမှာဖြစ်ပါတယ်ဒီကြောက်ထုရောစောဒေတာမှာရခိုင်လက်နက်ကိုင်းတပေါင်း AA ကအများကြီးဝင်ရောက်ဆွတ်ဖက်နေတာရှိတယ်လို့ Mintec Campbellan နဲ့မတူပြီဒေတာမှာရခိုင်လက်နက်ကိုင်းတပေါင်း AA ကအများကြီးစိတ်ဝင်နေပါတယ်ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ဒီကပလောင်လက်နက်ကိုင်တပေါင်း DNL နဲ့ပတ်သက်ပြီးအပြေးရလိုက်တာတွေရဲ့နောက်ဆက်အတွဲ့ တမရရဲ့ထိုးစစ်ကရခိုင်ပြည်နယ်ကိုလာရောက်နိုင်နေဆိုတော့ရီမန်းချက်မှန်းဆချက်တွေနဲ့ရခိုင်လက်နက်ကန်သဘော AA ကဒီ Ambrand လမ်းမဲပေါ်မှာရှိနေတဲ့နေကန်တောင်စခန်းကိုဆက်လက်ပြီးတော့ထိုးစစ်စင်တိုက်ခိုက်ဖို့ရည်ရွယ်နေပေမဲ့ထိုးစစ်ဆင်လိုက်တိုင်းနေ့စဉ်တိုင်းပြန်လည်ပြီးတော့လမ်းကျနေတာတွေရှိတယ်။ဗစီကြီးနဲ့ကုတ်ကြီးရွာအနီးမှာခြေပြုတ်ထားတဲ့အရှိုချင်းတွေနဲ့ရခိုင်လက်နက်ကန်သဘော AA ရဲ့စီးရေလှောင်ရှားမှုတွေကိုလည်းတမရကတောက်လျှောက်ဆိုလိုဥချိုးဆောင်ရွက်နေကြတယ်လို့လည်းမြင်တွေ့ရပါတယ်။ ဆိုတော့အခုလက်ရှိရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်အဆက်ကအခြေအနေတွေကလည်းစည်ရည်တင်းမာနေတယ်။ချင်းပြည်နယ်လည်းကိုဝင်မှုတွေလည်းတက်မလို့စစ်ကြောင်းကြီးတွေကရနိုင်မဲ့လမ်းဝင်နိုင်မဲ့လမ်းတွေကိုတောက်လျှောက်သလိုထိုးဖောက်နေရတာလည်းမြင်တွေ့ရတဲ့အတွက်ချင်းပြည်နယ်ရဲ့စည်ရည်အခြေအနေကတော့အခုပွင့်လင်းရသည့်ရောက်လာပြီဖြစ်တဲ့အတွက်ချင်းပြည်နယ်ကစည်ရည်သတင်းတွေကလည်းသတင်းကောင်းတွေကြားရဖို့ရှိနေပါတယ်။အဲဒါကတော့ဒီနေ့နိုဝင်ဘာ6ရက်နေ့အတွက်ရရှိတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်ဝေဘော်လာမျိုးကိုတော့တမ်မရောကမနေ့ကနိုဝင်ဘာ9ရက်နေ့ကပြန်လည်တိုက်ခိုက်တိမ့်ပိတ်ခဲ့တယ်ဆိုတော့တည်င်းနဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါမယ်ဖြစ်ပါတယ်